။ဒါပြီဟာညစ်ကြည့်အောင်နော်။မအေးလာကတော်တော်ပင် အာတင်းနေရရှာတယ်။ကလေးအပြင်ထွက်နိုင်ဖို့ရုန်းကန်နေရတယ်။အာတင်းသာအေးလာရဲ့ထွက်တော့မယ်။ဖြည်းဖြည်းချင်းညစ်။မဆိုင်ကြီးဟာအေးလာရဲ့ဘိုက်ကိုပြင်ပေးရင်းနဲ့ညှစ်ခိုင်းနေရ။စမတီတော့မထင်နဲ့မဆိုင်ကြီးရဲ့ကျွန်မမတက်နိုင်တော့ဘူး။မအေးလာက အမောဆုနေတဲ့အတန်းမဲထွက်နေတာ။အိုးမဟုတ်ကဟုတ်ကအေးခလေးခေါင်းထွက်နေပြီ။ညစ်မယ်နော်။ကြိုးစားပြီးရောညစ် မွေးတော့မယ်ဟုတ်ဟုတ်ကဲ့မွေးပြီဟေးမွေးပြီမင်းကလေးတော့မင်းကလေးမန်းစိန်ကြီးကရှက်ကျူးတန်းလန်းတဲ့ခလေးကိုကြည့်ကဝမ်းသာအားရနဲ့စူလိုက်ပါတယ်ချက်ကျူးကိုဖြတ်ပြီးတော့မအီးလာကိုကြည့်လိုက်တဲ့အခါမအီးလာကငြိမ်သက်နေခဲ့ပြီဖြစ်မဖြစ်ဟာလေအီးလာရဲ့မအီးလာအတွက်စိတ်မကောင်းဖြစ်သွားရရှာတယ်ခလေးကိုခြေောက်ကနေဆွဲကင်မြောက်လိုက်ပြီးတော့တင်ပါးကိုခက်ဆက်ဆက်ရိုက်လိုက်တဲ့အခါ ကလေးလေးရဲ့ဥဝဲဆိုတဲ့ငိုတန်ထွက်ပေါ်လာတယ်။မားစိန်ကြီးဘာလေးတော့တမီးလေးမွေးတဲ့တင်ထွန်းရဲ့ဝမ်းသာလိုက်တာဗျာတင်ထွန်းလောင်းကိုတင်ထွန်းကရင်လေးဝီးကင်လာရင်နဲ့အခန်းထဲကိုဝင်လာတယ်။မအီးလာကိုမြင်တဲ့အခါစိတ်နှလုံးညှိုးနှွမ်းသွားပြီးတော့ပြော့ခွေကျသွားရှာတယ်။အီးလာအီးလာမွေးကင်းစကလေးငယ်လေးကတော့တအဲအဲနဲ့ငိုကြွေးနေတီမှာမိခင်ဖြစ်သူနှုတ်ဆက်သွားတာကိုသိနေတဲ့အလား တရားနဲ့သာဖြေပါတင်ထွန်းရဲ့ကလေးလေးလည်းရှိသေးတယ်မဟုတ်လားကျွန်တော်ဘလို့ဖြေနိုင်မှာလဲဗျာကျွန်တော်ဘလို့လို့ဖြေနိုင်မှာလဲရော့ရော့နင်းရဲ့တမီကိုချီလိုက်哦ပဆိုးစုပ်လေးနဲ့ထုတ်ပိုးထားတဲ့နီတာရဲလေးကိုကိုတင်ထွန်းငုံကြည့်လိုက်တယ်ညာတင်းတွင်တမီလေးမြတင်းတွင်တမီရဲ့မိမိမရှိရှာတော့ဘူးကွယ် ကိုငိမ့်ဖေနဲ့မဆိုင်ကြီးတို့ကလည်းအာတုဘဆန်ဖို့အတွက်ပြင်ဆင်ပေးရင်းနဲ့ကိုတင်ထွန်းအတွက်စိတ်မကောင်းကြီးစွာဖြစ်နေတယ်။အားလုံးပြီးဆုံးသွားတဲ့အခါအိမ်လေးမှာရှိရဲ့မိဖို့လေးရဲ့ဘေးမှာဆုထိုင်လိုက်ကြတယ်။ငါတို့လည်းကလေးအတွက်လိုအပ်တာကူညီပေးပါမယ်တင်ထွန်းရဲ့။စိန်ကြီးကလေးနှုတ်တိုက်ဖို့ဘသူရှိရော။ဟိုခင်ဖြူတော့ရှိရဲ့။သူ့ရဲ့ကလေးက6လထဲမှာဆိုတော့ရလောက်မယ်ထင်တယ်။ပြောပြမိမယ်လေတင်ထွန်း။ကျေးဇူးပါပဲမဆိုင်ကြီးအား။ ကလေးနမယာမြသိန်းနယ်လားအေးလာပေးခဲ့တာလားနမယ်လေးကလှပတော့ရုပ်လေးနဲ့လဲလိုက်ချက်အေးငါလဲတွေးနေတာတင်ထုံးရောအေးလာရောအသားညိုကြပါရဲ့ကလေးကဖွေးစွနေရောဟာကျွန်တော်တမီလေးကအသားဖြူဖြူလေးနော်ကျွန်တော်လိုမညိုဘူးအေးလေကွယ်အေးလာဘိုက်ကြီးကဆောင်ကအိမ်မက်မက်တယ်လို့ပြောဘူးလေ ကိုတင်ထွန်းကမအီးလာရဲ့လောင်ငေးကြီးကမျက်ရည်ဝဲတက်လိုက်။သူမက်တာငကားမတကောင်ရောက်လာပြီးတော့ငကားဥကြီးကင်လာတယ်တဲ့။ဥပေါ်မှာမြတ်သိန်းွဲလို့နာမည်ရေးထားတာတဲ့။အဲ့ရဲ့ငကားဥကိုအီးလာစီကိုလမ်းပေးပြီးတော့မှားတယ်ပေါ့။သူရဲ့တမီးကိုစောင့်ရှောက်ပေးပါလို့ပြော